ာပြင်းငရင်လှုပ်ခတ်ခဲ့မှုကြောင့်တိုင်းဒေသကြီးနဲ့ပြည်내အချို့မှာပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပြီးနိုင်ငံတော်အစိုးရအနေဖြင့်ငရင်တန်တဲ့ဒေသများမှာထိခိုက်ပျက်စီးဆုံးရှုံးမှုများကိုအချိန်နဲ့တပြေးညီကူညီကယ်ဆယ်ရေးလုပ်ငန်းများကိုလှုံ့ဆော်နေရရှိပါတယ်။ ကြာဖွဲ့ခဲ့စေလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက်နိုင်ငံတကာမှလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများရရှိရေးအတွက်လမ်းဖွင့်ဆောင်ရွက်ပေးထားရာငရင်ဘေးဒဏ်တင်ဒေသများမှာကူညီကယ်ဆယ်ရေးများဆောင်ရွက်ရန်အတွက်ပြည်ပနိုင်ငံများမှရှာဖွေကယ်ဆယ်ရေးအဖွဲ့များကယ်ဆယ်ရေးအထောက်အကူပြုပစ္စည်းများလိုအပ်နေတဲ့ပစ္စည်းများရောက်ရှိလျက်ရှိပါသည်။ မလ29ရက်နဲ့30ရက်များမှာတရုတ်ပြည်သူသမ္မတနိုင်ငံယူနန်ပြည်နယ်ဟောင်ကောင်အိန္ဒိယနိုင်ငံစင်ကာပူနိုင်ငံရုရှားနိုင်ငံထိုင်းနိုင်ငံနဲ့မလေးရှားနိုင်ငံတို့မှကုညီကယ်ဆယ်ရေးအဖွဲ့များဟာကယ်ဆယ်ရေးလုပ်ငန်းများမှာပါဝင်ကုညီဆောင်ရွက်နိုင်ရန်အတွက်မြန်မာနိုင်ငံကိုရောက်ရှိခဲ့ကြပါသည်။ အဆိုပါနိုင်ငံတကာအမှကုညီကယ်ဆယ်ရေးအဖွဲ့ဝင်များနဲ့အတူဆရာဝန်များသူနာပြုများပါဝင်တဲ့ဆေးအဖွဲ့များလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းများအရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများဆေးဝါးများအသုံးဆောင်ပစ္စည်းများရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများမှာအသုံးပြုမဲ့ပစ္စည်းများရှာဖွေကယ်ဆယ်ရေးခွေးများအပါအဝင်အခြားလိုအပ်တဲ့ပစ္စည်းများပါဝင်ကြောင်းသိရှိရပါတယ်။ နိုင်ငံတကာမှာကယ်ဆယ်ရေးအဖွဲ့များရရှိမှုနဲ့ပတ်သက်ပြီးရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းကအခုလိုပြောကြားထားပါတယ်ရှင်။အင်္ဂလိပ်အပေကြောင့်မလို့ရှမ်းပြည်ရောအဲနောက်တကစကိုင်းတိုင်းစကိုင်းမြို့ရောနောက်တကမန္တလေးရောထိခိုက်ပျက်စီးများဆိုအခြေအနေဖြစ်တယ်။နောက်နေပြည်တော်လည်းတော်တော်အစီရတဲ့နေသားဖြစ်ပါလေ။ဒါမှမဟုတ်နိုင်ငံတော်ကြီးကကိုယ်တိုင်ကလုံးနေပြည်တော်တဝိုက်ကလုံးလေး ကြည့်ရှုရလိုအပ်တဲ့ကိစ္စတွေကိုပုံစံညီနိုင်ဆောင်ရွက်ပြီးတာတွေလည်းတွေ့ရပါတယ်။မန္တလေးကိုသွားကြည့်ရှုပြီးတော့ပြန်လည်ထူထောင်ရေးကိစ္စတွေကိုပုံစံညီနိုင်မှုအတွက်အားလုံးဆောင်ရွက်နေကြတာဖြစ်ပါတယ်။အဲ့တော့နိုင်ငံကြီးကဲကိုယ်တိုင်အားကျိုးမှန်တဲ့နဲ့အဲတို့နိုင်ငံပေါ်မှာပြည်သူပြည်သားတွေထိခိုက်ဒဏ်ရာခဲ့တဲ့ဟာတွေရှိခဲ့ပါတယ်။အဆုံးရမှုလည်းကြီးခဲ့ပါတယ်။ဆိုတော့မပြောလင်းတဲ့အနေထားပေါ့။ဒါကိုအားလုံးကနိုင်ငံသူနိုင်ငံသားတွေအားလုံးကလည်းဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြမှာဖြစ်ပါတယ်လို့ပြောချင်ပါတယ်။ အတူပြည်မနိုင်ငံလည်းမနေ့ကပဲ39ရောက်လာတယ်အခုနေပြီးတော့တခါတည်းတန်တက်သွားတယ်သူတို့နဲ့ပါလာတဲ့ပြည်စည်းပစ္စည်းတွေလည်းဂရုရောင်နေရထေချာစီမံပေးလိုက်တယ်နောက်တစ်ချက်ကတော့အိန္ဒိယအိန္ဒိယလည်းပဲတခါတည်း recruiting အင်းနဲ့ထပ်ရောက်မယ်လို့တော့သိရပါတယ်အဲ့တော့တစ်ဖက်ကတော့ပြည်စည်းပစ္စည်းတွေမနေ့ကလာပြီးတော့အိန္ဒိယတမန်ကြီးနဲ့ဂရုနဲ့လွှဲပြောင်းလက်ခံလုပ်ခဲ့တာတွေရှိတယ်အဲဒီပြင်အဲဟာဆနာလည်းပဲအဲ60နဲ့ 6ရောက်ထားခဲ့တယ်။အခုဒီတရုတ်ပြည်သူမနိုင်ငံကအစိုးရအစီအစဉ်နဲ့ပဲခုနကပဲ90နဲ့တရောက်ရောက်လာတယ်။ဒါကိုလည်းကတို့ကနေပြီးတော့နေပြီးတော့မှမန္တလေးအထိတွားပြီးတော့အကူကြီးကစားဖို့ခုနကရှာဖွေကစားရေးခွေးရစားပါလာတာလည်းတွေ့ရပါတယ်။ဆိုတော့အားလုံးမှန်တဲ့ဒီအနေနဲ့အာရှနိုင်ငံတွေကလည်းဆောင်းတယ်။အာရှနိုင်ငံတွေကလည်းဟာဆန်နာလိုအမှုကလည်းပဲထောက်ချောက်ရောက်လာပြီးတော့89အောင်နဲ့ဂလုံးဝိုင်းကူကြဖို့ နောက်တကဆေးကုသရေးတွေပါအကုန်လုံးပါတယ် team တွေပါပါပါတယ်เนาะအိန္ဒိယကလည်းအခုတက်ပြီးတော့မှဆေးကုသရေး team တွေပါတယ်ဆေးလုပ်ဖို့စီမံနေဆိုတာလည်းသိရပါတယ်ဒုနိုင်ငံတွေမှာတဘာဘေးနဲ့လို့ပတ်သက်လို့ဖြစ်ပေါ်လာတဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့နိုင်ငံတော်ကြီးကကိုယ်တိုင်ကလည်းဒီစားတကယ်ကိုအားကျမှန်တဲ့တိစားပြန်ကြည့်ပြီးတော့ဝန်ကြီးကစေးလုပ်ငန်းများကိုပေါင်းစပ်ညီနိုင်ဆောင်ရွက်ပြီးတော့နေကြဖြစ်ပါတယ်ဒါမှမဟုတ်ဒါနဲ့အတူသက်ဆိုင်ဝန်ကြီးဌာနတွေအားလုံးကလည်း ဝိုင်းပြီးတော့ပူပေါင်းဆောင်နေကြတယ်ဒုရုတွေကလည်းပဲရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနဲ့ကတော့လိုအပ်တဲ့သံပိုးမှုများကို နေပြီးတော့အဲငရကမန္တလေးဇကိုင်းဘက်ရောက်အောင်လို့ဆောင်နေကြတာဖြစ်ပါတယ်အားလုံးပစ္စည်းပစ္စည်းတွေလည်းအများကြီးပါပဲအားလုံးပါပါတယ်နောက်ထပ်ရောက်လာမယ့်အဖွဲ့တွေကတော့အဲဒုက္ခနိုင်ငံလည်း Sky Blue ဖွဲ့တွေပေါ့အဲ့ဒီဖွဲ့တွေရောက်လာဖို့ရှိတယ်လူ၄၀လောက်အဒီပင်ရုရှားနိုင်ငံကလည်းပဲလက်အင်အား200ကျော်လောက်ရောက်လာမလို့သိရပါတယ်အဲ့ဒါကိုတော့ကိုတို့အားလုံး ဒီကုညီကစားရေးအတွက်ကိုတော့သူတို့ရှိရခွေလေးပါတယ်နဲ့ပြည်စည်းပြည်စရာတွေနဲ့အကုန်လုံးကိုဝိုင်းအောင်ကုညီဆောင်ဖို့အားကြပါမယ်လို့ပြောလိုပါတယ်